မင်္ဂလာပါရှင်2025ခုနှစ်မတ်လ17ရက်အင်္ဂါနေ့ RB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီ ဒီနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့ဗုဒ္ဓတော်မာရူဟင်ဂျာရဲ့တယ်လီဖုန်းနဲ့ဘင်္ဂလားစင်ကတ်တွေအုံပြုမှုကိုချက်မှန်ပိတ်ပန်ခရဆိုတဲ့သတင်းနဲ့ဒေတာခန့်ရူဟင်ဂျာတွေကိုရှင်လင်းဖန်ရှာရန်ရခိုင်တောင်ကျမ်းသူအဖွဲ့အေကလူကုန်ကူးသမားတွေကိုအုံပြုနေဗုဒ္ဓတော်မာရူဟင်ဂျာ300ကျော်ကိုအေလူကုန်ကူးအဖွဲ့ကမောင်းနှောတိခေါ်ယူလာဗုဒ္ဓတော်မျိုးနဲ့ဟာရူဟင်ဂျာကိမဲဆောင်ဖြစ်အောင်အေရဲ့စံစီမှုတွေအသက်ဝင်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်မချက်ဒီဝင်ပါရခိုင်တောင်ကျမ်းသူအဖွဲ့ ွယ်အေးထိန်းချုပ်ထားတဲ့ဘူတိရမျိုးနယ်တွင်နေထိုင်ကြတဲ့ရိုဟင်ဂျာတွေဘင်္ဂလားဖုန်ကတ်မကင်ဆောင်မှုတားမြစ်ထားတယ်လို့တတင်းရရှိပါရယ်တယ်လီဖုန်းနဲ့ဘင်္ဂလားဆင်ကတ်တွေကင်ဆောင်ထားသူတွေဟာပိတ်ပင်ပြီးဖြစ်ကြောင်းအသုံးပြုနေတာကိုတွေ့ရှိပါကတက်ဖြတ်မဲ့မိသားစုဝင်တွေကိုပါထောင်ချလိုက်မယ်ဟုထိန်းချုပ်ပြောဆိုလိုက်တယ်လို့ဒေသခံတွေကဆိုပါရယ် ပြည်ရတဲ့ပတ်ခက်ကပင်ပြည်တော်မျိုးနဲ့အတွင်းဖုံညိုလိုက်ချေရအောင်စုအပါဝင်အနီးဝင်းချင်းရှိချေရာတွေကိုရခိုင်တောင်တန်းတို့အဖွဲ့အေကရောက်လာခဲ့ပြီးရိုဟင်ဂျာချေရသားအလုံးကိုနေရာတနေရာတွင်စုရုံးစေပြီးဆက်သွယ်ရေးပစ္စည်းတွေအလုံးကိုစွန့်လွှတ်ရန်အမိန့်ပေးခဲ့ကြောင်းရိုဟင်ဂျာတွေပင်လာဒေ့ရှ်ကတ်တုံးဆွဲမှုပိတ်ပင်ထားပြီးစစ်ဆေးတွေ့ရှိရင်ထောင်နယ်လေးနေ့ထိပြစ်ဒဏ်ချမှတ်မယ် တက်ပြတ်မယ်လို့ဒေသနာအမိန့်ထုတ်ထားပြီးချိန်ချောက်လိုက်တယ်လို့တပ်ခန့်တွေကဆိုပါတယ်။ရခိုင်တောင်ကျန်းသူအဖွဲ့အစည်းကရင်းချရီပေါ်လူခွေချုပ်ဖောက်နေတာဆရာဆွေးမှုကျူးလွန်နေတာလူမျိုးရင်းရှင်းလင်းနေတာကိုဖုံးကွက်ရန်ယခုလိုမိုဘိုင်းဖုန်းပြောဆိုမှုပိတ်ပင်တာတွေလှောက်ဆောင်နေတယ်လို့စောက်ကြည့်လိုက်လာသူတွေကဆိုပါတယ်။ ပူဒီတော်မျိုးနယ်မြောက်ပိုင်းမှာရွှေရင်ကြ၃၀၀ကျော်ကိုအေလူကုံကူအဖွဲ့ကတယောက်စီမှာငွေ၅သိန်းစီယူပြီးလူကုံကူမှုပုံစံနဲ့တောကြောင်ထက်ထက်ဖြတ်ပြီးမောင်းနှော့မျိုးနယ်မြောက်ပိုင်းရှိငန်း၆၀၀အထိခေါ်ယူကထိုမှတစ်ဆင့်ငွေ၃သိန်းစီစီထပ်မံယူပြီး ဦးချီချကြေးရရှိကုလသမားရေစီလိုက်ပို့ပေးကြောင်းတရားရှိပါရယ်ဂျမနီမတ်လ9ရက်နေ့တွင်ဗုဒ္ဓအောင်မြို့နယ်မြောက်ပိုင်းမှာနှုတ်ဆုပ်ကလေးတွေအပါအဝင်ရိုရင်ဂျာ300ကျော်ကို AAULA လူကုန်ကူးမှုအဖွဲ့ကတရားစီမံဝင်9သိန်းစီယူပြီးမေယူတော်တာအထက်ထက်ကိုဒုက္ခမျိုးစုံနဲ့လမ်းလျှောက်ဖြတ်ကငန်း600ရရဲ့အရှိတ်ရှိတောင်ချေတွင်စုစည်းပြီးဂျမနီနေ့လယ်ပိုင်းတွင်ငန်း600ထိခေါ်လိုက်လာခဲ့တဲ့အထူးအမှတ်သင်းသောစိတ်နှမဲနဲ့ AA နဲ့မြေမှုဆိုသူကတရားစီမံချက်ပြီးတော့3သိန်းစီ ည်ယူပြီးမောင်းနှောမျိုးနယ်မြောက်ပိုင်းရှိဦးချီချာကျေးအားကိုတီပါကားတွေဖြစ်လိုက်ပို့တယ် အတီရွာမှာရှိတဲ့ကုလသမားတွေနဲ့ချိတ်ဆက်ပြီးပြန်အလိုက်ကျန်ကုလသမားတွေကလူကုန်ကူးမှုခံရတဲ့ရိုဟင်ဂျာအလုံးအားဘင်္ဂလားဘက်သို့တွန်းပို့ပေးရန်အေအေရဲ့ဖိအားပေးခံနေရတယ်။ယခုလူကုန်ကူးမှုခံရတဲ့ရိုဟင်ဂျာအလုံးဦးတီချကျေးအားရှိ ကုလသမားတွေရဲ့နေအိမ်တွေမှာတောင့်တင်နေတယ်လို့သတင်းရင်းမြစ်ရာသိရှိရပါတယ်။အေအေကမတရားဖန်ဆီးမှုတွေကြောင့်ကြောက်ရွံ့ပြီးရိုဟင်ဂျာလူငယ်တွေအနေဖြင့်နိုင်ငံခြားသို့ထွက်ပြေးခိုလွန်ဖို့ထွက်ပြောက်ရှာနေသည်ကိုခွင့်ကောင်းယူပြီးအေအေတပ်ဖွဲ့ဝင်တို့ကလူကုန်ကူးလောက်ကန်လာကြပါတယ်။ ဘူဒီရောင်မျိုးနဲ့မှာအေးအထွက်ဖွဲ့ဝင်တွေနဲ့သူတို့ရဲ့အပေါင်းပါတွေပူပေါင်းပြီးလူကုန်ကူးမှုတွေကိုတရားဝင်ပေါ်ပေါ်တည်တည်ကျကျပြပြလုပ်ကိုင်နေပါတယ်။အေးအထွက်တွေမှာတချို့ကကိုယ့်ရာကနေနင်းထုတ်တယ်။နောက်တချို့ကပတ်စံတပုံကြီးယူပြီးမောင်းနှုတ်ထုတ်တဲလာပေးတယ်။နောက်တချို့ကနောက်ထပ်တပုံကြီးယူပြီးဘင်းလာတောက်ခင်ပေးတယ်။အေးယူလီကပတ်စံလဲရလူငယ်တွေကိုလည်းတိုင်းပြည်ကနေအေးစစ်စစ် ပုံစံတစ်တမျိုးဖြစ်မောင်းထုတ်နေတယ်။တဟာရိုရင်ဂျာတွေကိုလူမျိုးစုရှင်လင်းနေတဲ့ policy ကိုကျင့်သုံးနေတာလို့ရိုရင်ဂျာပညာတတ်တချို့ကပြောပါတယ်။